ောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဇန်နဝါရီတဲ့3လမှာဒီ2025ဇန်နဝါရီတဲ့အခုလက်ကျန်3လမှာခင်ဗျားတို့ရဲ့ကန်တာတာကိုကျွန်တော်အေကန်တာပညာနဲ့ဟောကြားပေးမှာဖြစ်ပါတယ်တောက်ကြတာရမီကဲတော့ချက်မိတ်ဆွေတောက်ကြတာရမီတွေဝမ်းတာရမယ်ကိမ့်ပါဗျာနော်ကျွန်တော်ဒီလိုကိမ့်မျိုးဟောရမှာတော်တော်ကြီးကိုအားရကျဉ်းနှံ့မိပါတယ် ီ2025ခုနှစ်တနည်းလုံးလှိမ့်နေအောင်ခံခဲ့ရတာလောကနဲ့အမျိုးမျိုးကြုံတွေ့ခဲ့ရတာနော်လှိမ့်နေအောင်ခံခဲ့ရတာဟုတ်ပြီနော်မျက်ရည်ကြီးငယ်ကြခဲ့ရတဲ့တောက်ကြတာတမီးတွေခင်ဗျားတို့ဝမ်းတာပြီးတော့အခုတပတ်ခါစပြီးဖြတ်တားတော့မယ်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဒီလက်ကျန်သုံးလာမှာတော့ခင်ဗျားတို့လက်ကမောက်ခတ်ရတော့မယ်အချိန်ရောက်သွားပြီမကျေတတ်တဲ့လူတွေလဲတည်ကြပြီတော့မတတ်နိုင်တော့ဘူးနော်မနာလိုတဲ့လူတွေငေးကြည့်နေကြဘူးငေးကြည့်နေကြပြီတော့နော်တိုက်ခိုက်ခြင်းတဲ့လူတွေလဲသူတို့ သူတို့အခုလည်းသူတို့တွားကြတော့မယ်တောက်ကြတာရမီတော်ကြီးကိုကောင်းနေပါလေတော်တော်ကြီးကိုကောင်းပါလေခင်ဗျာငွေတွေတလဟောဝင်လာပါလိမ့်မယ်တလဟောပေါ်မှာနော်ငွေတွေခွန်ကဏ္ဍပါတဲ့ငွေတွေပေါ်မှာအဲ့တော့ဒိတ်ခွန်နဲ့ဆက်ဒိတ်ခွန်နဲ့ရဒိတ်ခွန်နဲ့ထောင်ပေါ့ဗျာနော်အဲ့တော့ပေါင်းရင်ခွန်ဆိုရင်လည်းရတယ်ရတယ်နော်ဥပမာတက်တဲ့ငါးဒိတ်2000ဆိုရင်လည်းအဲ့ဒါခွန်ကဏ္ဍပဲနော်အဲ့6ဒိတ်1000ဆိုရင်လည်းဒါခွန်ကဏ္ဍပဲလို့ခွန်ကဏ္ဍပါတဲ့ငွေတွေဝင်လိမ့်မယ်ဗျငွေတွေတော်တော်ကြီးဝင်ပါလိမ့်မယ်ငယ်ရွယ်သူတောက်ကြတာရမီများ အပြိုလူပြိုတောက်ကြရတာမီများချစ်သူအတက်တွေ့မယ်နော်ချစ်သူကြောင့်ပြောဆင်းရမယ်လက်ရှိချစ်သူနဲ့တော့ပြဿနာတက်တက်တယ်နော်လက်ရှိချစ်သူနဲ့တော့ပြဿနာတက်တက်ပါတယ်ငယ်ရွယ်သူတောက်ကြရတာမီတွေအခြေရေးကံလဲတော့ကောင်းနေပါတယ်ထီပေါက်ကင်းရှိတယ်ဗျာထီထိုးရမယ်နော်တို့တီတီထိုးရမယ်မိမိတို့အိမ်ရင်ဒီနာကိုစနေသားသမီးတရက်လာသားသမီးတွေပြောင်းဆွေလာတဲ့နမိတ်ကိုတွေ့ရင်တော့လကောင်းမိမိအိမ်ကိုစနေသားသမီးတရက်လာသားသမီးညအိမ်ညနေလာရောက်တဲခိုးတဲ့နမိတ်ကိုတွေ့ရင်တော့လကောင်း ကားပေါ်မှာဖျားတွေပြင့်သွားတဲ့နမိတ်ကိုတွေ့ရင်တော့၎င်းသွားရင်လာရင်ကြက်နှကောင်ခွတ်နေတဲ့နမိတ်ကိုတွေ့ရင်တော့၎င်းထီထိုးစမ်းပါဗျာတော့တောက်ကြတာသမီးတွေထီပေါက်ကင်းတော်တော်ကြီးကိုကန်ကောင်းနေပါတယ်နော်နှစ်ထိပ်အဲ့အဲ့လိုနမိတ်တွေတွေ့ပြီဆိုလို့ရှိရင်နှစ်ထိပ်စီခွတ်နောက်ပိတ်ခွတ်ထိပ်စီနှစ်နောက်ပိတ်နဲ့နော်ထီထိုးတဲ့ဟုတ်ပြီနော်ထီပေါက်ကင်းတော်တော်ကြီးကိုအားကောင်းနေပါတယ်ဟုတ်ပြီနော်ထီပေါက်ကင်းတော်တော်ကြီးကိုအားကောင်းနေပါတယ်အကားဝယ်မယ်ဆိုတဲ့လူတွေဝယ်ပြစ်ပါလိမ့်မယ်တိုက်ခန်းဝယ်မယ်ဆိုတဲ့လူတွေဝယ်ပြစ်ပါလိမ့်မယ် တင်နဲ့တက်မယ်နိုင်ငံเจ้าကိုသွားမယ်ဆိုဒီနိုင်ငံเจ้าကိုသွားမယ်ဆိုဒီသွားနိုင်ပါလိမ့်မယ်အတော်ကောင်းပါတယ်တော်တော်ကောင်းပါတယ်နော်တော်တော်ကောင်းပါတယ်ဒီကိန်းကနေမျိုးဟောရမှာကျွန်တော်အားရဝန်တာရှိပါတယ်တောက်ကြတာသမီးတွေခင်ဗျားတို့အလှည့်ရောက်ပါပြီပေဖြစ်တော့ကလှိမ့်နေအောင်ခံခဲ့ရပြီခင်ဗျားတို့သူဖြစ်တဲ့အလှည့်ရောက်ပါပြီနော်တော်တော်ကောင်းတယ်အဲ့တော့ခင်ဗျားတို့ဗျာမရတော့လာမပြောနဲ့နော်တောက်ကြတာသမီးတိုင်းဒါတောက်ကြတာကျွန်တော်85ရာခိုင်နှုန်းမှန်အာမခံတယ်85ရာခိုင်နှုန်းတောက်ကြနေတနေတဲ့မွေးတဲ့လူချင်းတော့ကန်တာတာမတူဘူးနော်ဟုတ်ပြီနော်အဲ့တေတဝူးတယောက်ချင်း မှန်ကန်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဟောကန်းကိုလာခဲ့ပါကျွန်တော် online online ပေါ်တော့ဟောမပြီးဘူးเนาะ online ပြီးတော့ကျွန်တော်ဟောမပြီးတော့၃လေးလာရှိပြီဟောကန်းကိုလာခဲ့ပါကျွန်တော်ဟောကန်းရန်ကုန်လှိုင်းသားမှာရှိပါတယ်ကျွန်တော်အဲ့လိုဟောဟောကန်းကိုလည်းကျွန်တော်အဲ့လိုကြော်ညာတာဝါနာပေါ့เนาะဟောကန်းကိုကျွန်တော်မကြော်ညာခြင်းဘူးကျွန်တော်ဆရာကြီးလည်းဟောကန်းသူဟောကန်းကိုမကြော်ညာဘူးအဘမဲဒိခါလည်းအဲ့လိုဟောကန်းကြော်ညာတာ तू ကမကြိုက်ဘူးအဘမဲဒိခါကိုလည်းမကြိုက်ဘူးเนาะကျွန်တော်ဘ누구မှပုတ်ခတ်တာမဟုတ်ဘူးအဘမဲဒိခါမကြိုက်ဘူးလို့မင်းတို့ဘ누구ကပြောခဲ့လို့ဟုတ်ပြီဆရာတကုံနဲ့အဘမဲဒိခါနဲ့အမေအမေဖြေလောက်ထားတဲ့စာအုပ်ကိုဖတ်ကြည့်လိုက်เนาะ ေါက်တာမဲဒိခနဲ့ဆရာတကုံဆရာတကုံနဲ့ဒေါက်တာမဲဒိခဆိုတဲ့စာအုပ်ကလေးပါပါလေးနော်အဲ့စာအုပ်ထဲမှာအတိလက်ပါလေနော်ဟောကန်းပဲဗျာတဲ့ကိုဟောကန်းကြော်ညာစရာမလိုပါဘူးဗျာတဲ့ကိုမှန်အောင်ဟောနိုင်လို့ရှိရင်တို့တို့တစင်ညက်တစင်ညက်ပြောပြီးတော့မှလူလာမှာပါပဲတဲ့ဟောကန်းကိုကြော်ညာစရာမလိုပါဘူးတဲ့ကျွန်တော်ဟောကန်းဒါကြောင့်ကျွန်တော်လိုင်းမှာပါလေကျွန်တော်ဟောကန်းဘယ်နေရာမှာရှိပါလဲဆိုတော့ကျွန်တော်မကြော်ညာဘူးလှိုက်တာမှရှိတယ်ဒါပဲဟုတ်ပြီနော်ခင်ဗျားတို့ကလည်းဟောကန်းလာသိကျွန်တော်ကြော်ညာရအောင်ဘူးအဲ့တော့ဆိုတော့ အာကျမခင်ဗျာဆရာတာကောင်းပဲပြောနေတာကျမတို့ကတော့ဝဲနေပြီအကိုကလည်းကိုတိုင်းနဲ့ကိုကခံမဲ့နော်ဒါပဲဒါပဲနော်ကျွန်တော်ဗရန်တရားပြောနေတာမဟုတ်ဘူးစိတ်ကူးတဲ့ပေါ်တာပြောနေတာမဟုတ်ဘူးခင်ဗျားတို့အကြိုက်လိုက်ပြောနေတာမဟုတ်ဘူးဆိုရင်ဆိုတယ်ပဲကောင်းရင်ကောင်းတယ်ပဲငွေကြေးကံတော်တော်ကောင်းတယ်နိုင်ငံခြားကံတော်တော်ကောင်းတယ်ခီးကံကောင်းတယ်တောက်ကြတာသမီးတွေအချီးရေးကံကောင်းတယ်ဟုတ်ပြီဆိုးတာတွေလာပြီတာသမီးရှိတဲ့တောက်ကြတာသမီးတွေတာသမီးနဲ့ပတ်သက်ပြီးအမှုခင်းနေဖြစ်တတ်တယ်နော်တောက်ကြတာသမီးတွေအခုအောက်တိုဘာနိုဝင်ဘာဒီသမတ်၃လမှာတာသမီးနဲ့ပတ်သက်ပြီးတော့မှအမှုခင်းနေဖြစ်တတ်တယ်လက်ဝက်လက်စားဆွေးနေပစ္စည်းတွေ ထွက်ရတယ်တခုတော့ရှိတာပေါ့ဟာဆရာပြောတာကားဝယ်မယ်တိုက်ခန်းဝယ်မယ်လို့ပြောတာအဲဆွေရောက်ပြီဝယ်ရမှာလားမသိဘူးအဲအဲ့လိုလက်ဖြစ်သွားတတ်တယ်ဆွေထွက်ကင်းဆိုတော့ရှိတယ်ဟုတ်ပြီနော်အဲအဆိုးတော့ကတော့အိမ်တော်ကြီးပဲအိမ်တွင်းရဲ့အိမ်တော်ကြီးပဲခင်ပွဲနဲ့လျောက်ကြနဲ့အကြီးကျယ်စကားများမယ်အိမ်တော်ရှိတဲ့တောက်ကြထားတွေလည်းဇနီးမယားကျမ်းမကြီးညံ့မယ်ဇနီးမယားအိမ်ပေါ်ဆင့်သွားမှုတွေဖြစ်တတ်တယ်အဲ့တော့အတိသာအိမ်တွင်းရဲ့အိမ်တော်ကြီးပဲခင်ဗျားတို့အိမ်တွင်းရဲ့အိမ်တော်ကြီးတွေကိုကြားလို့ဝင်တတ်တယ်နော် ကိုပိုင်လုံငန်းလုပ်နေတယ်လောက်ဝန်တန်းလောက်အောင်ငယ်တော့ဝန်တန်းနေတပည့်ကြေးကျွန်းနေခိုင်းထားတော့ရှိတယ်ကိုကလုံငန်းကကြီးတယ်လောက်အောင်ငယ်တာနေလဲဆိုအဲ့လောက်အောင်ငယ်တာတော်လန်ပုံကန်တာခံရတယ်အဲ့ဒါကိုလည်းသိတာအိမ်တော်ကြီးတော့လည်းကြားလို့ဝန်တတ်တယ်အဲ့ဒီသုံးလမှာခင်ဗျားတို့ဒုက္ခပြီးမှာတနင်္ဂနွေနေ့ဗုဒ္ဓဖူးပဲနော်တနင်္ဂနွေနေ့ဗုဒ္ဓဖူးကခင်ဗျားတို့ဒုက္ခပြီးမှာပဲသတိထားကိုအိမ်ကြီးနာကျင်မိတ်ဆွေပေါင်းနဲ့လှုပ်ဖို့ကြိုင်ပဲ့သေးတယ်မှာတနင်္ဂနွေဗုဒ္ဓဖူးသားသမီးတွေရှိရင်ယူဆိုင်သူတို့ကခင်ဗျားတို့ဒုက္ခပြီးမယ် ကျမကြီးအယိုးအရှိနဲ့ပတ်သက်တဲ့ယောဂအစာအိမ်နဲ့ပတ်သက်တဲ့ယောဂအယိုးအယိုးအရှိနဲ့ပတ်သက်တဲ့ယောဂဝမ်းပိုက်ရင်ပိုက်လေထိုးလေအောက်နဲ့ပတ်သက်တဲ့ယောဂအထူးသတိထားပါအဲ့တော့ဝန်ထမ်းလုပ်နေတဲ့လူတွေဝန်ထမ်းဝန်ထမ်းဝန်ထမ်းတောက်ကြတာသမီးတွေကတော့အလုပ်ထဲမှာရန်ကြီးကြီးမားမားပေါ်တတ်ပါတယ်အဲ့အဲ့အဲ့ချက်ကလေးတော့သိထားပါเนาะအဲ့ဒီ၃လပါအလုပ်ထဲမှာရန်ပေါ်မယ်အလုပ်လက်ရှိလက်ရှိအလုပ်ကမလုပ်ချင်လောက်အောင်ဖြစ်တတ်တယ်လက်ရှိအလုပ်ကနေတခြားအလုပ်ကိုပြောင်းညင်လောက်အောင်အလုပ်အထက်လူကြီးနဲ့ပြဿနာတက်တာလက်အောင်ငယ်တာကိုဒုက္ခပေးတာအဲ့လိုမျိုးတွေကြုံရတတ်တယ်တောက်ကြတာသမီးတွေ နော်ဒါလူတိုင်းကအဆိုးနဲ့အကောင့်တွင်တွဲနေတာပဲကောင်းတာတော့ငွေကြေးကံတော့ကောင်းတယ်အချီရေးကံတော့ကောင်းတယ်နော်ကြေးကံတော့ကောင်းတယ်ခင်ဗျားတို့လက်ရှိနေထိုင်တဲ့နေရာရဲ့အစ်အစ်အစ်အရစူးစူးနဲ့အနောက်တောင်အရစူးစူးကိုခྱི་သွားရင်တားကောင်းတယ်အဲ့ဘက်ကိုခྱི་သွားဖို့ကံနေပါလာလို့စီအရန်ကောင်းတယ်လက်ရှိနေထိုင်တဲ့နေရာရဲ့နေထွက်တဲ့အစ်အရစူးစူးနဲ့အနောက်တောင်ဘက်အရကိုခྱི་သွားရမယ်ကိန်းနေပေါ်လာရင်သွားလိုက်ပါအဲ့တော့နိုင်ငံခြားသွားမယ်ဆိုတဲ့လူတွေလည်းတော်တော်ကြီးကိုကောင်းတယ်နော်နိုင်ငံခြားမှာရောက်နေတဲ့ညီကိုမောင်နှမရွှေမျိုးတွေရဲ့အကူအညီကောင်းနေရမယ် အဲ့နိုင်ငံခြားသွားဖို့တင်တဲ့ဆက်ကိစ္စတွေပေါ်လာမယ်ဟုတ်ပြီနော်တော်တော်ကောင်းပါလေနော်အဲ့တော့အဓိကငွေပဲလေဗျာဟုတ်တယ်မဟုတ်လားလောကကြီးမှာအဓိကငွေနဲ့ပဲ99ရာခိုင်နှုန်းလောက်ကဖြစ်စစ်နေကြတာမဟုတ်လားအဲ့တော့ငွေဒါကြောင့်တော်တော်ကောင်းတယ်လို့ပြောတာပါဆိုးတာကြတော့အိမ်တွင်းရေးအိမ်တော်ရေးတော်တော်ဆိုးပါတယ်တာသမီတွေပတ်သက်ပြီးတော်တော်ဆိုးပါတယ်ဝန်ထမ်းတွေဝန်ထမ်းတွေတော့ကြတာသမီတွေဆိုရင်တော့နည်းနည်းလေးသတိထားမှာဖြစ်ပါတယ်ကြည့်အဲ့တော့အခုကြံနေတဲ့3လအတွင်းမှာကောင်းတဲ့ကံကြီးကောင်းတဲ့ကောင်းသွားအောင်ခုကျွန်တော်ရဲ့ဟောပြောချက်တွေကောင်းတဲ့ချက်တွေမှန်သွားအောင် စိုးတဲ့အချက်တွေလွဲသွားအောင်ခုကျွန်တော်ပြမဲ့ရေရရာလေးတွေကိုတော့ဖြစ်နိုင်ရင်လောက်ကြအောင်ဟုတ်ပြီနော်ဖြစ်နိုင်ရင်လောက်စီကြပါလေလောက်ပါဂျုံရင်ဂျုံရင်လောက်ပါဟုတ်ပြီနော်ဆိုတော့ကဲအဲ့တော့တရက်လာနေတိုင်းတရက်လာနေတိုင်းအခု၃လသလုံးကတ်သွားပြီတော့မိမိအိမ်ရာဖခင်မှာကော်ဖီနဲ့ကိတ်မုံပုံမှန်လေးကတ်ပါတရက်လာနေတိုင်းတရက်လာနေတိုင်းမိမိအိမ်ရာဖခင်မှာကော်ဖီကိတ်မုံနန်းကြီးတုပ်အဲ့ဒါလေးတွေနော်ဒိန်ချင်းတို့ပေါ့နွားလို့တို့ပေါ့အဲ့ဒါနော်ကော်ဖီကိတ်မုံနန်းကြီးတုပ်ဒိန်ချင်းနွားလို့အဲ့ဒါအရှင်ပြေရာ ကိတ်မုတ်ပေါ်မှာနိုးစီလေးဆန်းရင်ပိုတော်ကောင်းတယ်နော်ကိတ်မုတ်ကိတ်မုတ်ပေါ်မှာနိုးစီလေးဆန်းလိုက်အဲ့ဒါဆိုတော်တော်ကောင်းတယ်အဲ့ဒါအရှင်ပြာတစ်မျိုးနှစ်မျိုးနဲ့ပေါ့ကျွန်တော်ပြောတဲ့ဆွန်းလေးကတ်စရာမလိုဘူးတရက်လာနေတိုင်းကတ်သွားဟုတ်ပြီနော်တရက်လာနေတိုင်းကတ်သွားနောက်ဒီဝတ္တပတိဂါထာသိတယ်နော်ဒီဝဒီဝတ္တပတိဂါထာလေကျွန်တော်လာပြနေတိုင်းရွက်ခိုင်းတဲ့ဂါထာတချို့အလွတ်ရနေပြီအဲ့ဒီဝတ္တပတိဂါထာတို့ live ပေါ်မှာရိုက်စာလိုက်အဲ့တော့တနေ့28ခေါက်ရွက်သွားပြီလာကုန်နှစ်တက်ကုန်ထီအောင်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာနှစ်ကုန်ထီအောင်ရွက်သွားပြီနော် အဲ့နှစ်ကုန်ထီအောင်ဒီဝဒပတိကာထာကိုတနေ့ကို28ကောက်ရွတ်သွားအခုငွေဝင်မဲ့ငွေတေချာဘဝင်လာအောင်လို့ပြောတာဟုတ်ပြီနော်အဲ့3လသလုံးခင်ဗျားတို့ဖြစ်နိုင်လို့ရှိရင်အုံးရေမတောက်နဲ့အာလူမစားနဲ့ဝတာမစားနဲ့နော်အုံးရေအာလူဝတာအဲ့မစားနဲ့ဗျအဲ့3လသလုံးဖြစ်နိုင်ရင်ပြောတာမစားနဲ့မစားရင်ကောင်းတယ်စားရင်တော့အဲ့ကြမ်းမာရေးနည်းနည်းသတိထားသတိထားနော်ခမနဲ့လျောက်ကြတဲ့ပတ်သက်ပြီးတော့စိတ်ပြည့်စရာကိစ္စလည်းကြုံရတဲ့။နောက်အာလူငါးလုံးဝယ်လိုက်။အာလူငါးလုံးအာလူငါးလုံးမှာလက်ရှိကြုံတွေ့နေရတဲ့အညံ့အခိုက်တွေရေး။အဲ အိမ်တော်ကြီးတော့ကအိမ်တော်ကြီးတော့ကမှန်တယ်မြကင်းဝေးစီနောက်တလုံးအကျမ်းမကြီးအပူတော့ကမှန်တယ်မြကင်းဝေးစီနောက်တလုံးအတတမီနဲ့ပတ်သက်တဲ့အပူတော့ကကင်းဝေးစီပေါ့ဗျာလို့ခင်ဗျားတို့အပူတော့ကတွေငါးလုံးစလုံးမှာရေးပြီးရင်အိအိအမဲတလုံးထဲမှာထက်ဘယ်ဘက်နဲ့နဲ့ကင်ဗုဒ္ဓဖူးနေမှာရေစီနေတဲ့ခြောက်နှောက်မြတ်မှာတွားမျောလိုက်ရေစီနေတဲ့ခြောက်နှောက်မြတ်မှာတွားမျောအိုက်အာလူငါးလုံးဟုတ်ပြီနော်ဆရာအာလူကြီးကရေနဲ့နှစ်တော့မပေါ့နှစ်ချင်းနဲ့မနှစ်ချင်းနဲ့မျောချင်းမျောမမျောချင်းနဲ့အိုက်ရေစီနေတဲ့ခြောက်နှောက်မြတ်မှာတွားမျောလိုက်အဲ့ဒါ တလောက်တစ်ခါလောက်ဘုတခုနေတိုင်းလောက်ဟုတ်ပြီနော်ဒီအိုက်ကာလာမှာတောက်ကြတာသမီးတွေအရက်တောက်တဲ့ဘီယာတောက်တဲ့တောက်ကြတာသမီးတွေအိမ်တွင်းရေးပြဿနာအရင်အရင်ကြုံတယ်ဟုတ်ဆိုဟုတ်ပြီနော်ကဲဆိုတော့ချင်းမေဆေတောက်တောက်ကြတာသမီးတွေအခုအော်တိုဘာနိုဘာဒီဇင်ဘာ3လစလုံးမှာကျွန်တော်ရဟောပြောချက်တွေကောင်းတဲ့ချက်တွေမှန်ပါစေဆိုးတဲ့ချက်တွေလွဲပါစေအိမ်တော်ရေးတောက်ကကြမ်းမရေးတောက်ကငွေကြေးတောက်ကအပူတောက်ကမှန်တယ်မြတ်ဘိန်းကြရွက်ပေါ်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွတ်မြောက်ကြပါစေဘေးပေါင်းရံပေါင်းနေကိဝေးကြပါစေ ငွေကြေးလက်လာပါများအထူးပွင့်လန်းပြီးတော့မှနှလုံးစိတ်ဝမ်းအေဂျင်တာယာကြပါစေဗျာ